င်္ဂလာပါဖေဖိုလေးအကူမရရအောင်ဘုံမရရဲဖိုးရောင်ရောင်ဒီရောင်ရောင်နေဖြစ်ကုန်ပြီခဏနေရနော်ဖိုးရောင်ရောင်ဒီရောင်ရောင်နေဖြစ်ကျွန်တော်ကိုကျွန်တော်မရရအောင်ဆရာလေးလည်းလိုရဲ့နေကြတာခဏဆလင်းငါးခွက်ပေးပြီးတော့ပောက်ပါတယ်လေကျွန်တော်ကလေးတက်မကျေခြင်းပါဘူးဗျကဲကိုမရရအောင်မင်္ဂလာပါ ကျွန်တော်တို့ကြာသပတေးနေ့ live show လေးပါကျွန်တော်ကိုကျွန်တော်မာရီအားလုံးအနန္ဒီရတော့တွေ့တာပေါ့နော်ဘယ်စီကျော်ကဘလို့ဖြတ်မှန်းမသိဘူးကျွန်တော်တို့ကင်တာလေ Okay ဖြတ်မယ်ဆိုတဲ့ခါသွားကင်တော့လေဖြတ်တာပဲမကင်တဲ့ဟာထာမှန်အဲ့လူတွေဟိုကင်တာကြီးယူဆောင်တာတွေကမှားတာပါနော်အဲ့တော့ကျွန်တော်ကကျွန်တော်မှလေးတယ်ဒီမနေ့ဘာလေးခြိုက်ကြလဲမသိဘူး comment လေးတွေမှန်ပြီအခြေတီတူလားမတူလားသိချင်လို့ ကိုမလေးကြိုက်တဲ့ comment လေးတွေမှန်ပြီးကိုမလေးဒီမနက်ပါဘူးကြိုက်ကြလေကိုမလေးနှစ်သက်တာကြိုက်တာလေးတွေရှိရင်ပြောပြနော်ဘယ်အားကောင်းနဲ့ဘယ်အားမကောင်းဘူးဆိုတာလေကျွန်တော်တွေ့တာမြင်တာရှိရင်ကျွန်တော်လည်းပြန်လေညွေပေးမယ်ကျွန်တော်ကိုကျွန်တော်မလေးကိုနော်အဲ့တော့ comment လေးတွေမှန်ပြီးကိုမလေးဒီမနက်ပါဘူးကြိုက်ကြလေဘယ်လုံးနေကြိုက်ကြလေ comment မှန်းလို့ရပါတယ်လောလောလတ်နော်ကိုမလေးအားလုံးတိုင်းမြင်ပြီးတော့ တူရီယာထိုးတာအဆင်ပြေမယ်နော်ကိုမလေးအရောင်းနော်အဲအဲ့တော့ကျွန်တော်ဂျာတပရီမနဲ့အတွက်ကျွန်တော်ကိုကျွန်တော်မလေးရဘာတွေကိုကြိုက်ကြလဲဗျနော်တိုင်းနေတတ်မှုဘာတွေကြိုက်ကြတယ်ဘယ်လုံးပိုင်းတွေကိုကြိုက်လဲကိုမလေးအရောင်းကောမလေးတွေမှန်ပြီးရတယ်နော်ဟုတ်ပြီနော်ကျွန်တော်ကိုကျွန်တော်မလေး common လေးတွေမှန်းပြီးလို့ရပါတယ်ကိုမကြီးကြိုက်နေတတ်တာပါလေးကြီးကြိုက်ကြလေးပြအဲလုံးပိုင်းလေးကြီးကြိုက်ကြလေးပေါ့နော် ဟုတ်ပြီနော်ကျွန်တော်ကိုကျွန်တော်မတွေအားလုံးကောမန်လေးတွေမန်းလို့ရပါတယ်ကောမန်လေးဒီနေ့မနက်ပါဘူးကြိုက်ရလဲတချောက်တဲဟာကြိုက်တယ်တဲ့ဩဟုတ်ကဲ့တချောက်တဲကကြိုက်တယ်တချောက်ကမနက်ညနေရထွက်သွားနော်ပါပါဖရိတ်ခွန်ဖရိတ်ဖရိတ်ဒီပါလိမပေးချင်လို့ကျွန်တော်ခွန်ဖရိတ်ရှိတယ်လိုက်ချင်နှစ်ဖရိတ်ထပ်လိုက်နှစ်ဖရိတ်လာအောင်မနော်ဖရိတ်ကခွန်ဖရိတ်ရှိတယ်နှစ်ဖရိတ်ရှိတယ်လိုက်ရမှာတပတ်စာဖရိတ်ပေါ့ဗျာ အဲ့တပတ်ကဘရိတ်တရားမှာ61ခွန်ဘရိတ်ထွက်သွားရင်နှစ်ဘရိတ်ရှိတယ်ဘရိတ်လိုက်ခြင်းနဲ့ကိုမိုင်းနှစ်ဘရိတ်ကိုလိုက်နော်နှစ်ဘရိတ်ကိုလိုက်ကျွန်တော်ကိုကျွန်တော်ပါလေနော်ကြံပြုတ်လေနော်နှစ်ဘရိတ်ကိုလိုက်လိုက်ခြင်းနော်ဘရိတ်လိုက်ခြင်းနှစ်ဘရိတ်ကိုလိုက်ထားဟုတ်ပြီလားအကြံပေးတယ်နှစ်ဘရိတ်ကိုလိုက်အခွေရမထွက်သေးဘူးအခွေမထွက်သေးဘူးအခွေလူကျင်နဲ့လူကျင်ကအခွေလူကျင်နဲ့အကူမရီအားလုံး iPhone message မှာလာပြောလာဟိုင်းတာနော်ကျွန်တော်ပို့ပေးမယ် အခွင့်မထသေးဘူးနော်အခွင့်ရတော့ကျွန်တော်ကအခဲထားတာအခွင့်ရတော့ဘာဖြစ်လို့ရှစ်ပင်အောင်ရှစ်ပင်စုံမတ်ဗျာစစ်ရှစ်ပင်အောင်စုံလာတဲ့စုံမတ်အဲ့စုံမတ်မှာမပေးရင်ပဲအခွင့်ရတော့ပြီးမှာလေအခွင့်ရအခုမထွက်သေးဘူးနော်ကြာသပတိတောက်ကြနှစ်ရက်ပဲရှိတော့တယ်အခွင့်လိုက်ချင်တဲ့ကုမတွေလာယူပြနော်ဖုန်းမစစ်မှာလာယူလို့ရပါတယ်အခွင့်လိုက်ချင်တဲ့ကျွန်တော်ကိုကျွန်တော်မှာနော် ်မကို6ကြိုက်တယ်တဲ့ဟောဟုတ်ကဲ့ပါကိုမနေရလို့နော်6ကြိုက်လို့ရှိရင်လည်း6ပေါ့နော်အဲကျွန်တော်ပြပေးမဲ့ site ကလေးတွေကြီးအောင်ပစင်ပြတာလေးကိုသုံးနော်ပြီးနေတာလေးကအကုန်လုံးကျွန်တော်ကိုမတွေကိုချပြပေးတဲ့ site တွေကတောက်လျှောက်ပြီးနေတဲ့ site ကြီးပဲဒါပေမဲ့ကျွန်တော်တို့ကင်လိုက်တဲ့အခါမှာဘလို့ဖြစ်လို့မပြီးလဲတော့မသိဘူးနော်စဉ်းစားတယ်ကတော်တော်ဖြစ်နေတယ်ပြက်တာများတယ်ပြက်နော်ကျွန်တော်တို့ကင်ရင်တော့ပြီးနေတာပဲတောက်လျှောက်တောက်လျှောက်တွေပြီးနေတာပဲ ကျွန်တော်တို့မကင်ပေးနေတာပဲပြလိုက်ရင်တော့တန်းနေတာပဲကင်လိုက်ပြီဆိုရင်အဲ့ထထဖောက်တာပါအကျင်မမသိနော်ဒါအကူမကြီးလည်းနားလဲမှာပါကျွန်တော်ပြနေတာလေအကူမကြီးကျွန်တော် site ကြီးလေအကူမကြီးကိုကျွန်တော်ပြပါတယ်နော်အကူမကြီးလက်ခံလို့ရတယ် site ကြီးပါဗျအဲ့လောက်မပေးဘူးဗျာနော်ဟိုပြောမယ်ဆိုရင်နာမည်ပြက်ချင်းလာတော့လေကျမ်းပန်ပြက်တာအဲ့လောက်လေကျွန်တော်မချပါဘူးဗျာနော်ကိုယ့်ကိုမှုလို့ပြောတာမဟုတ်ပါဘူးကျူးသားပေးပါတယ် ဒါပေမဲ့တော်တော်မှတော်တော်ကြီးလွန်လွန်းနော်ခဏနေအားလုံးမင်္ဂလာပါအသေးလမလေးတွေနှိပ်ပေးပါနော် channel တွေကကျွန်တော်ကိုကျွန်တော်မလေးတွေအားလုံးမင်္ဂလာပါနော်အသေးလမလေးတွေကျွန်တော်ဘုံချက်ပေးပါအောင်နော်နှိပ်ပေးကြပါဦးအသေးလမလေးတွေနှိပ်ပေးပါနော်အဲကျွန်တော်အဲ့တော့ကျွန်တော်တို့ကြာသပတိတွေမနက်ဒီနေ့၁၂နာရီတမင်းညက်ပေါ့ထိုးမယ်ပေါ့နော်ထိုးကော့ပေါ့နော်ပြီးနေတာကဝမ်းကြီးနေရလေကောင်းနေဘယ်ကောင်းနေနဲ့ဘယ်လိုလှည့်ပြီးမလဲတော့မသိဘူး ဒါမှဝမ်းကြီးအမာတစ်ခုကိုကင်မယ်ဆိုရင်တော့အဆင်ပြေမယ်ပေါ့နော်အဲဝမ်းကြီးကင်လိုက်တဲ့အမာကြီးကျွန်တော်တို့ဒီဟောဒါဟိုဝမ်းကြီးကင်တာမှန်သွားတယ်ဆိုလို့ရှိရင်ကျန်တာလေးတွေနဲ့ကတ်မယ်ဆိုရင်အဆင်ပြေနိုင်ရဲ့လို့ကျွန်တော်ယူဆပါတယ်အဲတော့ကိုအမာကန်ကင်မဲ့ဝမ်းကြီးပေါ့အဲ့လောက်ကိုကျွန်တော်တို့ယူချင်မယ်နော်ကျွန်တော်ကိုကျွန်တော်မာရီဆရာဒီမှာပါကြိုက်လေဟုတ်ကဲ့ကျွန်တော်ပြပေးမယ်နော်စိုက်ကလေးပြပေးမယ်ကျွန်တော်ကင်မဲ့ဟာလေးတွေတွေ့ရှိတာလေးဒီမှာအကူမလေးတွေအဆင်ပြေတာလေးကင်ပါနော် 5တင်5 6ကြိုက်တယ်တဲ့ဟုတ်ကဲ့ကျွန်တော်လည်းကြိုက်တယ်5တင်5 6တော့ channel တွေအကုန်မတွေအားလုံးကတိုင်းဘာဝနှက်အကျိုးထောက်ရင်ဘာကြတက်လဲတဲ့တိုင်းဘာဝနှက်အကျိုးထောက်ကြလို့ရှိရင်အကုန်မတွေအားလုံးကအပုလို့နှက်တို့ကြောက်ရတယ်ဘောနောအပုလို့နှက်တို့ပြန်တတိထားဘောနောဒါအကြံပေးတာဘောနောအပုလို့နှက်တို့တတိထားဘောနော အားလုံးမင်္ဂလာပါနော်ကျွန်တော်အသေးလက်မလေးတွေနှိပ်ပေးပါအောင်နော်ကိုမတွေအားလုံးနော် channel တွေအကိုမတွေရောဆရာလှုပ်ချင်းပြူချင်းမရှိပါဘူးကိုမတွေအားလုံးဖုန်းတွေလာခေါ်ပြန်ပြီလို့ ဖုန်းနံပါတ်ပေးသူဖုန်းတွေကတောက်လျှောက်လာခေါ်နေတယ်ဗျ။နော်ဖုန်းမခေါ်ပါနဲ့ဗျ။နော်ဖုန်းခွင်လိုက်နေကြလို့ပါ။ကျွန်တော်ကကျွန်တော်ဖုန်းနံပါတ်ရေးမိတော့မှားပြီနဲ့တူပါတယ်ဗျ။နော်။ဟယ်လိုလိုက်လွှဲနေတယ်ဗျ။နော်။ က်ဆင်မှာဟိုင်းထားလိုက်ရတဲ့ဟာဘုရားဘာလို့ဖြစ်လို့ဖုန်းတွေခေါ်နေလဲမသိပါဘူးဆရာလေးဖုန်းခေါ်ဖို့ပေးထားတာမဟုတ်ဘူးဖုန်းမက်ဆင်မှာဟိုင်းထားလိုက်လို့ပြီးတာကိုအခွေလိုရင်လို့တည်းလာပြီးတော့ခင်ကြီးတို့လူတွေကဗျာတော်တော်ဆိုးဆိုးပါဗျာ ဆင်းရဲတယ်လှုပ်လို့ရတာအဲ့လိုဖြစ်လာဆရာအောင်သိခံပေးပါဗျာနော် channel ကကိုမကြီးအောင်ဖုန်းနဲ့ခေါ်နေလို့ဗျာနော် line ကြီးကြကြအောင်နော်အဲ့လိုဖြစ်သွားတော့ပါနော်ခဏလေးသိခံပေးပါနော် တော့အတိခံပြီပါနော်ဒီမှာရေဖုန်းတိုင်းကြီးကြတယ်ပြဖုန်းကြီးလားခေါ်နေလို့ပြာနော်ဘယ်ဘူပင်ကနန်းတင်တာသူကြီးတော်ဘူပင်ကနန်းလားတင်တာ ကဲမကြည့်ရင်လည်းရတယ်ဗျဆင်းသွားတော့ YouTube channel တွေအကုန်မှနေနော်မကြည့်ရင်တော့ဆင်းသွားတယ်ဆင်းသွားဗျရတယ်ကြာလို့မကြည့်တယ်မကြည့်နေဗျနော်သဘောပဲအ YouTube ကို like လွှဲရတာအလိုက်စိတ်ပြတ်ဖို့ကောင်းတာမမခေါ်အဲမမခေါ်လေလူတွေနဲ့ပဲကြိုက်တယ် YouTube ဆိုတဲ့နေရာမျိုးကမမခေါ်တဲ့အဖွဲ့ဝင်ခေါ်တဲ့လူမျိုးနဲ့ပဲကြိုက်တယ်ပရိနှမျိုးတော့ပြေးပြီးအောင်နေတက်ပြောတဲ့ဆရာနဲ့ပဲကြိုက်တယ် ဲ့လိုလူတွေနဲ့ပဲကြိုက်တယ်ဗျာနော်ဒီခေတ်ဒီကာလမှာကစေတနာမှန်မှန်နဲ့လှုပ်ပေးတဲ့လူတွေအတွက်ကတော့စိုးကျိုးကြီးပဲရသွားမှာမဟုတ်မှန်မှန်နဲ့လောဘသိမ်းထားပြီးလှုပ်နေတဲ့လူအတွက်ကတော့ကောင်းကျိုးကြီးရသွားတာဖြစ်ကပြက်နေပြီပြောင်းမြန်နော်ခေတ်ပြောင်းမြန်နေဖြစ်နေပြီအကုန်မလေးကောင်းကောင်းမို့မစေတနာမှန်မှန်နဲ့လှုပ်အဲ့လိုလူမျိုးကမွဲဥသွားမှာစိတ်ဓာချာကျွန်တော်ပြောတာမယုံလို့ကြည့်ကနော်ရိုးရိုးရှင်းရှင်းရိုးရိုးသားသားနဲ့တခြားလောက်ကြည့် ရိုးသားတဲ့လူကတော့အယိုးဆွေးသွားမှာပဲမဟုတ်မှမှလှုပ်တဲ့လူနဲ့ပဲကြိုက်တယ်လူတွေကအဲ့လူလူမှာအားပေးခြင်းတဲ့လူကများလားနော်ကိုမလေးကျွန်တော်ပြောတာဟုတ်လားမဟုတ်လားမသိဘူးနော်ကိုမလေးကျွန်တော်ရိုင်းတာတော့မဟုတ်ဘူးနော်ကျွန်တော်မှန်တာပြောတာကျွန်တော်ပြောတာဟုတ်လားမဟုတ်လားမသိဘူးကိုမလေးတခြားတော့မှန်ကြည့်လို့ရတယ်ကျွန်တော်ပြောတာဟုတ်လားမဟုတ်လားမဟုတ်မှမှလှုပ်တဲ့လူပဲလူတွေကအားပေးတာဟုတ်မှန်ပြီတခြားလှုပ်တဲ့လူမှန်မှန်ကန်ကန်လှုပ်တဲ့လူလူတွေကလှစ်လို့ရှိတယ်ဒါရှင်းလုံးပြောတာ

ကျွန်တော်တို့ပေးနေတာကြည့်ဒီနေ့မှဖောက်ရင်တော့မသိဘူးဒီ3 1 3ရဒီ3လုံးပေါင်းချင်းကျွန်တော်ကိုမှ၄အဲ့တော့ကျွန်တော်တို့ဒီဘက်မှာ၄ရေးမယ်၄ပါဝါကို၄နှက်ခန့်နှဲ့ဆိုတာကကီးအဲ့၄ကိုနှစ်ကီးကိုကျွန်တော်တို့ဒီဘက်ကသူကီးနေတာသူပြီးနေတာပဲမနေ့ကပြနေတာကြည့်ကျွန်တော်နော်3 8 3လုံးပေါင်း1 9နှက်ပေါင်းချင်း3ရဒီ3လုံးပေါင်းချင်း3ရ3ရရဲ့ပါဝါ5 3ရနှက်ခန့်ခွန်သူကကီး ဲ့တော့ဒီဘက်မှာလဲကီဒီဘက်မှာလဲကီ3ရက်နဲ့လို့ပြီးရှင်းတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့1 3ရက်3ရက်3လုံးပေါင်းခြင်း1အဲ့တော့ကျွန်တော်တို့1 power 6နက်ကတိ8ကျွန်တော်တို့168ကီ sorry ပါ3ရက်3ရက်အဲဟုတ်ပဲ168ကီအဲ168ကီကိုမှ69နဲ့3လုံးပေါင်းခြင်း9အဲ့တော့ဒီမှာ946ကီဟုတ်ပြီနော်အဲ946ကီ168ကီ26လို့အပြီးရှင်းတယ နောက်က3ည3ည2ဒီ3လုံးပေါင်းခြင်း2 3ည3ည2 3လုံးပေါင်းခြင်း2ညပါဝါခွန်ညနှက်ခတ်4အိုင်ညခွန်4ဆိုတဲ့ကီးနဲ့ဟုတ်ပြီနော်ညခွန်4ဆိုတဲ့ကီးနဲ့ကျွန်တော်တို့ဒီဘက်မှာ6နဲ့6 3လုံးပေါင်းခြင်းခွန်6နှစ်6လုံးပေါင်းခြင်းခွန်ခွန်မဲ့ပါဝါနှစ်ခွန်နှစ်နက်ခတ်3ညခွန်နှစ်3ညနဲ့နှစ်ခွန်4နဲ့ခွန်ဘူးလို့ပြီးရှင်းတယ်ဟုတ်ပြီဒါဆိုရင်စက်ကြည့်ကျွန်တော်တို့ နှစ်3ရနှစ်ခွန်3လုံးပေါင်းခြင်း9 3ရနှစ်ခွန်3လုံးပေါင်းခြင်း9အဲ့တော့9ပါဝါ4 9နှက်ခတ်6အဲ့9လေး6ကိုကျွန်တော်တို့နှစ်6ခွန်3လုံးပေါင်းခြင်းကျွန်တော်ကိုမရ5နှစ်6ခွန်3လုံးပေါင်းခြင်း5အဲ့တော့5 5ပါဝါ3ည5နှက်ခတ်3 5ည3ကီးနဲ့9လေး6နဲ့95လို့အပြီးရှင်းတယ်ဟုတ်ပြီနှစ်ခွန်9 3လုံးပေါင်းခြင်း8 ဒါဆိုရင်ကျွန်တော်တို့ရှေ့ပါဝါ3နက်ခတ်ဒီ1 83ကီးနဲ့65သုံးလုံးပေါင်းချင်းရှေ့သူကလည်းမနေ့ကလည်းကျွန်တော်တို့1 83ဆိုတာကီးဟုတ်ပြီနော်အဲ့တော့ဘာဆိုရလဲတုံညာ3လို့စွဲတယ်နှစ်ကီးသလုံးထိရဲ့ဒါဆိုရင်ဒီနေ့မနက်မှာရှိ96 sorry ပါ09တုံညာသုံးလုံးပေါင်းချင်း6 6ပါဝါ1 6နက်ခတ်ဒီ9 6 19ဆိုတဲ့ကီးနဲ့ခွန်၄၅သုံးလုံးပေါင်းချင်း 5လို့ရတယ်ခွန်5 3သုံးလုံးပေါင်းချင်းကျွန်တော်တို့ဘယ်လောက်လဲ5လို့ရအဲ့တော့5ပါဝါ3ညနခတ်တီ3 5 3ည3ကီးနဲ့အပိလို့ပြောတယ်ရှင်းလားမသိဘူးအဲ့တော့သူကအပီးလို့ပြနေတယ်ဟုတ်လားကောင်မကြီးဆက်ပြီးမလားဆက်ပြီးမဲ့သူပြီးရမှာဒီနကီးရဟုတ်ပြီနော် ဲ့တော့အပီးလို့ပြတယ်ကျွန်တော်တို့6တက်9ကို9သုံးညာသုံးတယ်အပီးလို့သူကရိုက်မယ်ဟုတ်ပြီနော်အပေါ်မှာလည်း၄ကုန်းနှစ်ကုန်းရိုက်တယ်နော်ရိုက်တယ်ရိုက်တယ်အပီးတွေရိုက်တယ်နော်73တ73တင်နော်ကျွန်တော်တို့သုံးညာသုံးလို့ဆိုရတယ်နော်သုံးနေသုံးနေဒါဆိုရင်6တက်9 9သုံးညာသုံးပြီးကွဲနေပြီနော်အပီးလို့ဆင်းလို့ရတယ်ကြမယ်ဆိုရင်ပြောတာအပီးလို့ကြလို့ရတယ်အဲ့တော့ဟုတ်ပြီ6တက်9ဒီကောင်အမာကိုင်မလားဒီကောင်ကိုအမာကိုင်မလား ဟုတ်ပြီနော်ရှာရှာတယ်လို့ကျွန်တော်တို့စီလိုပေါက်ရှာတွေ့တယ်ဘယ်လိုတွေ့လဲကျွန်တော်ကြည့်မယ်နော်ကျွန်တော်ပြပေးမယ်ကုမာလေးမာကြီးနှလုံးပေါင်းချင်းတည့်တယ်သူပေးနေသေးရလှတယ်နှလုံးပေါင်းချင်းတည့်တယ်ကျွန်တော်တို့ဒါတည့်ပါဝါ6နက်ခတ်8ပေါ့16 8အဲ့16 8ကိုဒီနှလုံးတည့်လို့ရိုက်တယ်မာကြီးသူ3ည8တော့9နှလုံးပေါင်း3ည3ည8ပါဝါ5 3ည9ခတ်9 3ည5ခွန်ဆိုတဲ့အတန်ကို3ည3ညနှလုံးပေါင်းချင်း3ညလို့ရိုက်တယ်ဟုတ်ပြီဒါဆိုရင်3ည2နှလုံးပေါင်းနှစ်နှစ်ပါဝါခွန်နှစ်နှက်ခတ်4ကျွန်တော်တို့နှစ်ခွန်4ဆိုတာကျွန်တော်တို့3ညရဲ့နှစ်ကနှလုံးပေါင်းနှစ်လို့ရိုက်တယ်ဟုတ်ပြီနော်အဲ့တော့ကြည့်3ညရဲ့6ကနှလုံးပေါင်းချကျွန်တော်တို့6ပါဝါ1 6နှက်ခတ်9 6 1 9ဆိုတဲ့အတန်ကိုနှစ်ကခွန်ရဲ့နှလုံးပေါင်း9တယ် ဟုတ်ပြီလားအဲ့တော့စိုက်ကြည့်ကျွန်တော်တို့နှစ်ခွန်နှလုံးပေါင်းချင်းကိုကိုပါဝါ၄ကိုရဲ့နက်ခတ်ဒီ6ကျွန်တော်တို့6 6ဆိုတဲ့အတန်ကိုဒီမှာကြည့်ခွန်ရဲ့ကိုရဲ့နှလုံးပေါင်းချင်း6တယ်ဒါဆိုရင်ခွန်ရဲ့9ရဲ့နှလုံးပေါင်း2နှစ်ပါဝါခွန်နှစ်နက်ခတ်4အဲ့နှစ်ခွန်4ဆိုတဲ့အတန်ကို6ရဲ့3ရဲ့နှလုံးပေါင်း2တယ်တဲ့ဟုတ်ပြီ အဲ့ဒါဆိုရင်ကိုးလေးနှလုံးပေါင်းခြင်းနဲ့နှစ်ပါဝါခွန်နှစ်နှက်ခတ်လေးအဲ့နှစ်ခွန်လေးဆိုတဲ့အတန်ကိုဒီမှာတုံညရေရှိနေပြီနှစ်ခွန်လေးထွက်ပေးရမယ်ဆိုရင်ကျွန်တော်တို့အိုက်ကြီးရလဲဘာကြီးလဲကိုမလေးမှန်ပြီသူပေးနေတာတောက်လျှောက်ပေးနေတာသူစိုက်တာလေနော်ရှော့တော့လို့မရဘူးကိုမလေးမှန်ပြီနော် သူကလည်းပြီးနေတာကလေတောင်းလျှောက်ပြီးနေတာပဲအကူမလေးကုမလေးဒီမှန်ပြီးဟောအဲ့တော့နှစ်ခွန်လေးဒီကီးနော်ပြတ်တဘောပေါလာမင်းနော်နှစ်ခွန်လေးဒီကီးဟုတ်ပြီလား စလုံးသိလို့မမြင်ရပါခင်ဗျာမဟုတ်ဘူးမအကိုလိုင်းထောက်ရတာလိုင်းထောက်ရတော့လေဇွန်ဆွဲလို့မရတော့ဘူးလိုင်းကဇွန်ဆွဲလို့မရတော့ဘူးလိုင်းကြလိုင်းကထောက်ရတော့လေဖုံးခွာလိုက်တော့လိုင်းထောက်ရတော့အဲ့ပုံမှန်တိုင်းပြန်ဖြတ်သွားတာဇွန်ဆွဲရင်ဒါစလုံးနီးပါန်တွေ့ရသေးတာပေါ့အခုကျွန်တော်အဲ့လိုလိုင်းထောက်ရလို့အဲ့လိုစလုံးကလေးရတာအဝေးကြီးဖြတ်သွားတယ်နော်တိခံပေးပါနော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်နှစ်ခွန်လေးဒီကြီးနှစ်ခွန်လေးဒီ အပန်ထွက်မှာ၃ရခန်းနဲ့နှစ်ခွန်လေးအပန်ထွက်မှာဆို၂ခွန်လေးပြီးကီးအဲ့တော့၃၅၃ရ၃ကီးနဲ့ဒီ၆တိကုန်းနဲ့ပြီးမှာလား၂ခွန်လေးနဲ့ပဲ၆တိကုန်းနဲ့ပြီးမှာလားဒီနှစ်ကီးပဲပြီးမှာလားအဲ့လိုရွေးချယ်စရာကြီးဖြစ်နေတယ်အဲ့လိုဖြစ်တဲ့အခါမှာ1ချင်းတက်တော့နှလုံးကိုပဲအမားကန်ကြည့်မယ်ဘယ်1ချင်းနှလုံးကတိုက်ဆိုင်မှုရှိလဲကျွန်တော်တို့တွေ့ကြည့်မယ်နော်ဟုတ်ပြီနော် ျွန်တော်တို့တွက်ကြည့်မယ်အဲ့ဝမ်းကျင်းကအရင်ပတ်တဲ့ကပေးနေတဲ့ဝမ်းကျင်းစိုက်အရင်ပတ်တွေကပေးနေတဲ့ဝမ်းကျင်းစိုက်အခုပတ်တီတစ်ချက်မှမဖောက်သေးဘူးအဲ့ဝမ်းကျင်းစိုက်ကကျွန်တော်ဖောက်မယ်မှတ်တာမဖောက်ဘူးအဲ့ဝမ်းကျင်းတွေပဲကင်မယ်ဗျာနော်အဲ့ဝမ်းကျင်းဘယ်ဝမ်းကျင်းကျွန်တော်ကင်မယ်ကြည့်မယ်နော်အော်ကျွန်တော်ပေးထားတယ်နော်မစင်ညာမှာပေးထားတယ်နော်6တိနှလုံးမောက်ခွန်အခွေးဦးတေချာလိုက်တာပါအခွေးဦးတေချာလိုက်တာပါနော် 6တဲ့နှလုံးပေါင်းခွန်ကိုဒီက6နဲ့မာကြီး6တဲ့ကိုသုံးလုံးပေါင်း6ရေးမယ်ကျွန်တော်တို့6ပါဝါ1နက်ခါစီကျွန်တော်တို့6ပေါ့ sorry ပါအဲ6ပါဝါ1ပါဝါတစ်စုံသုံးလုံးပေါင်း6 6ပါဝါ1ဘလို့6တဲ့ဖြစ်မှာလဲတုံညရဲ့6ရဲ့နှလုံးပေါင်း6လို့မြည်တယ်အဲဝမ်ကျင်းကအရင်ဘက်တက်ကပြနေတော့ဝမ်ကျင်းတော့ကျွန်တော်ဒါကိုကြိုက်မယ်နော်ဟုတ်ပြီနော်36နှလုံးပေါင်း6လို့ရိုက်တယ်နော်6တက်အချင်းကို က်ကြည့်မယ်နော်6လေးနှလုံးပေါင်း3ညအိုက်3ညကိုဒီကနှစ်နဲ့ဆိုရင်နှစ်အဲ့တော့ကျွန်တော်တို့နှစ်ကပါပါသည်ခွန်နှစ်ခွန်အိုက်နှစ်ခွန်ကိုကျွန်တော်တို့ဒီ3ညရဲ့ဒီခွန်ရဲ့နှလုံးပေါင်းခွန်လို့ရိုက်ပါတယ်ဟုတ်ပြီနော်နှစ်ခွန်ကိုခွန်လို့ရိုက်ခဲ့တယ်ဆက်ကြည့်မယ်9 96နှလုံးပေါင်း9 9ကိုဒီက6နဲ့ပေါင်းခြင်းကျွန်တော်တို့အကုန်မတွေအားလုံးဘယ်လောက်လဲ1ဒါဆိုရင်ကျွန်တော်တို့1 1ကပါပါသည်6အဲ့16ဆိုတဲ့အတန်ကို ဒီရနှစ်ကေဒီက9ရေနှလုံးပေါင်းချင်းဘလောက်လဲတက်လို့ရိုက်တယ်ဟုတ်လားအဲ့တော့ဆက်ကြည့်ငါးငါးနှလုံးပေါင်းချင်း3ရဒီက9ပေါင်းချင်းခွန်ခွန်ရဲ့ပါဝါနှစ်အဲ့ခွန်နှစ်ဆိုတဲ့အတန်ကိုဒီခွန်ဒီ3ရနှလုံးပေါင်းချင်းခွန်လို့ပြန်ရိုက်တယ်ဟောဟုတ်ကဲ့ပါဗျရေးပြီးမှတော့တောင်းလို့ရမှာလိုက်ပြီးမှ အဲ့တော့ဒီညနေဒီမနက်ရိုက်မှာကခွန်3ညနှလုံးပေါင်းခွန်3နှလုံးပေါင်း3ညဒီက9နယ်ပေါင်းခြင်းက9ရဲ့ပါဝါဒီ3ညလို့ရိုက်မယ်9 3ညအဲ့9 3ညကိုဒီက9ရဲ့တဲ့ဒီမနက်ကင်းထွက်မဲ့ထိတ်ကဲအပိတ်ကဲနှလုံးပေါင်း9 3ညလို့ရိုက်ပြီးမယ်ဆိုရင်ကျွန်တော်တို့ဘာဝမ်းကြီးနှလုံးကင်ဆော့ကောမမမီ အဲ့ကအရင်ဘက်တွေကမှန်းနေတဲ့အရင်ဘက်တွေကမှန်းနေတဲ့ဝမ်းချင်းအခုဒီမပြတ်သေးဘူးအဲ့ဝမ်းချင်းကလိုက်လုံကြည့်လိုက်ကျွန်တော်ပြောတာမယုံဘူးအရင်ပွဲတွေကိုလိုက်လုံကြည့်လိုက်ထောက်လျှောက်ပြီးနေတာ6 6တက်ကိုနှစ်ခွန်လေးကတ်မယ်အကိုတဲ့အကိုအဆင်ပြေလို့လုံတော့အဆင်ပြေလို့လုံငါးသုံးညသုံးကီးရလဲကောင်းတယ်ဗောနော်အဲ့တော့ကျွန်တော်အကောင်းဆုံးရွေးပေးမယ်အဲ့ငါးသုံးညလဲပါသွားအောင်ငါးသုံးညသုံးလဲပါနိုင်အောင်ပြီးတော့အဲ့နှစ်ခွန်လေးလဲပါနိုင်အောင် ဖြစ်နိုင်ရင်ရှိရအလုံး၄လုံးနဲ့ပဲကတ်ပေးမယ်။နော်၅သိန်းရ၃၀၀၂လုံးယူမယ်။နှစ်ခွန်၄၀၀လည်း၂လုံးယူမယ်။အဲ့၂လုံးယူပြီးတော့ကတ်ပြီးတော့မယ်နော်။အဲ့တော့6တက်1ချိန်နော်6တက်1ချိန်ထဲမှာကျွန်တော်တို့ကဘာလဲ၅သိန်းရအတန်ဆိုတော့ထွက်မှာနော်။6တက်ဆိုတော့1ချိန်ထဲမှာ၅သိန်းရအတန်ထွက်မှာ၉ခန်းရှိလို့ဟုတ်ပြီနော်။အဲ့တော့6တက်ပတိနော်။ဒီပတိကြာတဲ့ပတိနေဦး เนาะကျွန်တော်အဲ့လိုကတ်ပြီးမှာเนาะအကုန်မအဆင်ပြေတာတော့ကိုယ့်အကိုကြိုက်တာယူသုံးဟုတ်ပြီเนาะကြာသပတိเนาะမနှက်ပဲရေးလိုက်တော့မှာအဲ့တော့မနှက်အကုန်မကြီးလေးတွေကိုသုံးမယ်ဆိုရင်ကျွန်တော်ပြောပါမယ်တခြား9ကြီးဟုတ်ပြီเนาะတခြား9ကြီးရှိမယ်ကျွန်တော်တို့ဒါကိုကြိုက်တာကိုသုံး နှစ်ခွန်လေးကြီးရှိမယ်နှစ်ခွန်လေးကြီးရှိမယ်ပြီးတော့ကျွန်တော်တို့ဗာလေ9လုံးရ3ဒီကြီးရှိမယ်ဟုတ်ပြီနော်9လုံးရ3ဒီကြီးရှိပါမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ရေးမယ်နော်တိ6ပဲကျွန်တော်တို့ကြိုင်ပါ ယောက်ကြတာမကြတာသာသာတစ်ချောက်ခိုင်းမယ်တင်းနဲ့ပတ်သက်ရင်ကျွန်တော်ပြောပြမယ်တင်းနဲ့တခွန်အိုက်တလေးမကြိုက်ဘူးနော်ဘုမကြီးကြိုက်ရင်ဟောထူတင်းငါတက်စေဟုတ်ပြီနော်အဲ့ဒါကျွန်တော်ယူရဲ6နဲ့ပတ်သက်ရင်ယူမယ်62 69 65 60ဟုတ်ပြီနော်ကျွန်တော်အဲ့လာပဲယူရတယ်နော်အဲ့လာကဏ္ဍအကွက်လည်းနဲသွားလိမ့်မယ်ဒါကအကူမကြီးအလုံးကပေါ့ဘူးကြိုက်တဲ့နေတာတွတ်ထိုးရင်လည်းကူမကြီးရဲ့သဘောကိုကြိုက်တာကိုတွေးလို့ရှိရင်တွတ်ထိုးကျွန်တော်ကဒါပဲယူမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကကျွန်တော်မကြီးအလုံးကို မပြောမရှိပါနဲ့ကျွန်တော်ဒီအခွေပဲအာသံပါတယ်အခွေပေးထားတယ်ကျွန်တော်အခွေလေးကိုကျွန်တော်စောင့်နေပါတယ်အခွေကိုလိုက်ခိုင်းထားပါတယ်အကူမကြီးအလုံးကိုအခွေပဲ တခြားလေးကစားစေခြင်းပါတယ်ဗျအဲ့တော့အခွေလိုချင်တဲ့ကိုမတွေအားလုံးက iPhone မဆင်မှာလာခိုင်းလို့ရပါတယ်နော်အခွေလိုချင်တဲ့ကိုမတွေအားလုံးက like ချင်ပြောတာရှားသပတိတော့ကြာနှစ်ရက်တွင်းကိုအခွေလိုက်မယ်ဆိုတဲ့ကိုမတွေရှင်ဒီ YouTube Phone မဆင်မှာလာယူပတ်စံလေးကြိုပေးစီအောင်မလိုဘူးအခွေထွက်မှတာကန်ဆက်နော်အဆင်ပြေတယ်ကဲအားလုံးအလားလေးပဲကျွန်တော်ရွေးချယ်မယ်ဗျဒီနေ့မနက်မှာ နော်တိချောင်းဝမ်းချင်းကိုအမားကင်ပါတယ်6တပတိကိုအမားနော်ကျွန်တော်ဒီအမားကင်တာဒီကျွန်တော်ကိုကျွန်တော်မတွေကိုရေးပေးလိုက်မယ်ကျွန်တော်ဒီတင့်နဲ့6ဟုဆိုတဲ့အတန်ကြာမှာဒိုးတွေပေါကနန်းဖြစ်မှာပါကျွန်တော်ရွေးချယ်ပေးလိုက်တာကတင့်နဲ့6မပိုင်ပေါကနန်းမဖြစ်ဘူးကျွန်တော်ထွက်ချင်တာထွက်ပြေးပြီအရှိအရှိတိုင်းလိုက်ပြီးတော့ကပ်ပြီးနေကနန်းအားကြီးဖြစ်သွားမှာပေါ့နော်တင့်နဲ့6ပတိတခြားဝမ်းချင်းပဲအမားကင်ဆော့မယ်ဟုတ်ပြီနော်အကုန်မကြရအောင် ဲတော့ကျွန်တော်တို့204ကို905093ကို16နဲ့ကတ်မယ်ဆိုရင်ကဏန်းဒီ662ကွက်ထွက်မယ်ဒီကီအပြည့်နဲ့ကတ်မယ်ဆို72ကွက်ထွက်မယ်အဲ72ကွက်ထဲရမှာကဏန်း8ကွက်ပဲကျွန်တော်ယူပြီးတယ်အဆင်ပြေမယ်လို့ထင်ပါတယ်နော်အဲတော့ကျွန်တော်ကြိုက်တာဒီအကုန်မကြီးအကြိုက်တူမှာထိုးအကြိုက်မတူရင်မထိုးနဲ့ဟုတ်ပြီလားကျွန်တော်အဲ့လားပဲကြိုက်တယ်နေ9ခွန်3ညနဲ့ပဲကတ်ပြီးမယ်ဟုတ်ပြီနော်ကဲအားလုံးကြားကြပါစီပြကျွန်တော်ကိုကျွန်တော်မှလေးကျွန်တော် like လေးဆင်ပြပါသေးနော် အားလုံးကိုမတွေအားလုံးယေရှုသူတိုင်းကျွန်တော်တို့ကျွန်တော်မတွေဒုတိယချင်းဒီတိုင်းစိတ်ကြမ်းမညကိုကြမ်းမညနဲ့ပြည့်စုံပြီးလူဝင်ချန်ဆန္ဒတွေလုံးလောကကြီးပြေဝါကြပါစေစိတ်သွားတိုင်းကိုပါလုံးလူဝင်ဆန္ဒတွေပြေဝါပြီးအသက်ရှူတိုင်းမှာငွေတွေဝင်နိုင်ကြပါစေနော်ကျွန်တော်ရဲ့ like လေးလိုသိငွေပြုပါ Thank you.